င်းဟာကိုကိုကိုဘလောက်ထိမ့်သိမ့်နိုင်တယ်လေအံ့ဩစရာကောင်းတဲ့လူတယောက်အကြောင်းပြောပါပါနော်အဲ့ဒီလိုအံ့ဩစရာကောင်းတဲ့လူတယောက်အကြောင်းကိုဘာကြောင့်ပြောရတယ်လဲဆိုတော့အတူယူစီခြင်းနဲ့စိတ်နဲ့ပြောမှာပေါ့နော်လူငယ်တွေအတွက်ပေါ့အတိအကျဩအင်မတန်ထိမ့်သိမ့်နိုင်တဲ့လူပဲအဲ့ဒီလူကဘယ်လိုလဲဆိုတော့ဘုရင်တို့မြတ်စွာဘုရားဝိလုံအကြောင်းလိုက်မှာသတင်းသုံးတော်မူခြင်းခံကာလရာဇဂြိုမျိုးတဲ့တတိယမျိုးတစ်မျိုးမှာ အင်မတန်ကူးဆက်လွယ်တဲ့ယောဂတစ်ခုစက်တယ်။စာတဲကတော့ယင်းအနာလို့ရေးထားတယ်။အဲ့ဒီယင်းအနာကအင်ချံပေါက်ကိုဖောက်ပြီးတော့ထွက်ပြေးမှလွတ်တယ်လို့ဆိုတယ်။ဆိုလိုတာကတိတိယင်းတော့ချက်ကိုပြေးတယ်လို့ပြောလို့သလားတော့မသိ။ဒါကနေ့ဖြစ်တော့အဲ့လိုလည်းမရှိပါဘူး။ဒါစာထဲမှာရေးထားတာတွေကိုဦးဇင်းတို့ပြောပြတာ။ပေတတော်နဲ့စဉ်းစားတတ်ဖို့နော်။ယင်းအနာနဲ့အဲ့ဒါဆွဲတယ်။အဲ့တော့မိဘတွေကတို့တော့တေတော့မှသူတို့ယောဂဆွဲပြီ။ အဲ့ဒါကိုသိတော့သူတို့ရဲ့တူရီတော်သားလေးကိုမှားတယ်။မှတ်သားမင်းအိမ်ချန်ဆက်ကိုဖောက်ပြီးတော့အိမ်နိုင်ရန်ကိုဖောက်ပြီးတော့ထွက်ပြေးတော့ဘယ်နာဘယ်နာမှာဒုပိုင်တဲ့ဂရီ၄၀ကိုမြုပ်တာ။အဲ့ဒါဒီယောဂကတ်ကြီးငိမ့်ပြီဆိုတော့မှငါသားပြင်းလာပြီးတော့အဲ့ဒါကိုတူးဖို့ပြီးတော့အတမွေးဝမ်းကြောင်းမှုပြုပါလေလို့မှားတော့သားဖြစ်တဲ့လူကဟုတ်ပြီဆိုပြီးတော့မတည်သေးသောအမေဖေကိုပြစ်ပြီးတော့ကြီးတာ။အဲ့ဒါအမေဖေဒီအမျိုးကြီးအကုန်တည်တယ်အဲ့ဒီကလေးတယောက်ပဲလွတ်တယ်။ အဲ့ဒါနဲ့သူတနေတကြီးရောက်ရောက်ပြီးတော့ဒီလူနဲ့သူပြန်မလာဘူးပြန်မလာဘူးနှစ်တည်းတော့ကြာသွားတယ်အဲ့ဒီမှာနောက်သူတော်တော်လေးအရွယ်ရောက်လာပြီဆိုတော့ဘုရှိမွေးတွေပတိုင်းမွေးတွေနဲ့သူပြန်ရောက်လာတယ်ပြန်ရောက်လာတော့သူ့ကိုအရက်ကပြူမှမမှတ်မိတော့အဲ့ဒီလိုမမှတ်မိတော့အဲ့ဒီကလေးအဲ့ဒီလူလင်ကညံရှိတယ်ဒင်းဒင်းနှိမ်စွမ်းရှိတယ်ဘာစဉ်းစားလဲဆိုတော့ငါနဲ့ဒီအချိန်မှာ ကလေး40သောပစ္စည်းတွေကိုတူးဖို့ပြီးတော့ဆွဲမယ်သုံးဆွဲမယ်ဆိုလို့ရှိဒီကောင်ဘယ်ကနေခိုးလာတယ်လဲတိုက်လာတယ်လဲငါ့ကိုဘယ်သူမှယုံကြည်မှာမဟုတ်ငါဘက်ကထောက်ခံမဲ့လူတွေငါတရားမှအခုမရှိတော့ဘူးတက်တည်တယ်အဲ့ဒီတော့ငါနဲ့ဒီပစ္စည်းတွေပဲရှိတာအဲ့ဒါဒီချိန်မှာငါထုတ်ယူသုံးဆွဲမယ်ဆိုရင်ငါအကြီးအကျယ်ဒုက္ခရောက်လိမ့်မယ်သူသိတယ်နော်ထုတ်ယူမသုံးဆွဲဘူးအဲ့ဒါနဲ့မပါလို့လေဆိုတော့အောင်းအီးနိုင်တယ်စောင့်စည်းနိုင်တယ်ကလေး40သောပစ္စည်းရှိနေတယ်နော် ဲ့တော့သူဘာလုပ်လဲဆိုတော့အော်အလုတ်လိုက်ရှာတယ်ကျွန်တော်ဘာလို့မြင်ရမလဲအဲ့တော့ရက်ကဝိုင်းပြီးတော့ပြေးတယ်မင်းကူမရောက်လာတယ်ကွာကဲအဲ့လိုဆိုလို့ရှိရင်မင်းရစော်လို့ကွာမင်းကိုတို့လာကဝိုင်းပေးမယ်ရစော်ဆိုတာကဥစဉ်ကနားလေအောင်ပြောလိုက်တာပါစာထဲမှာပါတာကတော့အော်အိယာထားခြင်းရောက်ပါပြီထားကြပါဆွနေပါလေချစ်ကြပါအော်အလုတ်တွေဝင်ကြပါပြင်းမနေကြပါနဲ့လို့သူကလမ်းမှာလိုက်ပြီးတော့နှိုးဆိုတာလေအမဒီကနေ့ခေတ်အဲ့ဒီလိုလူမျိုးတောင်ရှိသင့်တယ်လို့ကျင်တယ်နော် ကြားတဲ့လူတွေတတိယရင်ကောင်းတာပေါ့ဟုတ်လားအင်းအဲ့ဒါလိုလိုက်ပြီးတော့អော်လာအဲ့ဒီလူလည်းကအဲ့ဒါလိုអော်ရင်းနဲ့တနေ့တော့ဘိမိတာတာမင်းကြီးကဒေတာပရင်းဖွင့်ပြီးနန်းတော်ကနေပြီးတော့အဲ့ဒီလူလင်ရဲ့အတန်ကိုကြားလာကြားတဲ့အခါကျတော့မင်းကြီးကတကိုယ်ကြီးရည်ရွတ်တယ်ဒီပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာအင်မတန်ပေါ်တဲ့ပုဂ္ဂိုလ်ပဲအတန်ကိုနားထောင်ပြီးတော့တည်တာတော့ဘိမိတာတာအဲ့ဒီအတက်ပညာသူ့မှာရှိတယ်တည်လားဘိမိတာတာ အဲ့ဒီလိုမင်းကြီးကဒီပုဂ္ဂိုလ်ကပြည့်စုံတဲ့ပုဂ္ဂိုလ်ပဲပြည့်စုံတာသိချမ်းသာတဲ့ပုဂ္ဂိုလ်ပဲလို့ပြောတော့အဲ့ဒါကိုဘယင်ကြီးရဲ့ဟိုမိဖုရားတွေကတရောက်ပေါ့နော်မောင်မကြီးတရောက်ကကြားကြားတဲ့အခါကျတော့မင်းကြီးတရောက်ပါအဲ့ဒီကောင်တော့ကိုလိုက်ဆုံးသူပြည့်စုံလေပါလေတိအောင်လုပ်ခဲ့အဲ့ဒါနဲ့အဲ့ဒီတော့ပြန်လာတယ်တရှင်မအင်မတန်ဆင်းရဲပါလေရေစော်လုပ်ပြီးတော့စားနေရခိုးကိုးရမရှိတူဦးတဲ့တကောင်ကျွတ်တမျက်နှာ လူမင်းကြီးကိုသွားပြီးတော့သရုပ်တင်နေရှင်မင်းနေရအဲ့ဒါပစ္စည်းသိပ်ပေါ်တဲ့လူမဟုတ်ပါဘူးတဲ့သိပ်ရှင်းရတဲ့လူပါတဲ့လူမင်းကြီးကဘာမှမပြောဘူးစိတ်စိတ်ဖိနေတယ်။နောက်နှစ်ရသုံးရလောက်နေပြန်ရောအဲ့ဒီပုံကိုရအတန်ကြားပြန်ရောကျားတော့မင်းကြီးကမနေနိုင်ဘူးပြောပြန်တယ်။ပစ္စည်းဥစ္စာသိပ်ပေါ်တဲ့လူပဲဒီလူ။အဲ့ဒါလူမျိုးသုံးလေးကလောက်ပြောတော့ဒီမောင်မကြီးကစိတ်ဝင်စားတယ်။မင်းကြီးအလကားမပြောဘူး။ ပြစ်ပြူးစာမရှိဆင်းရဲတဲ့လူပါလို့ပြောနေကြတဲ့ကဒီအတန်ကြားတိုင်းကြားတဲ့သူပြစ်စီတိတ်ပိုးတဲ့လူလို့ပြောပြောနေတယ်။အဲ့ဒါနဲ့မလုပ်လဲဆိုတော့အရှင်မင်းတွေကကျွန်တော်မျိုးမကြီးသွားပြီးတော့စုံစမ်းမရရှိ။ဒါကြောင့်ရိတ်ခါများချင်းမြင့်တော်မူပါ။အဲ့ဒါနဲ့သူ့ဘုံအစပြားတထောင်ပေးလိုက်တဲ့သွားစုံစမ်းကြည့်။အဲ့ဒါမမကြီးကလဲလေပြဘာလို့ဆိုသူ့ရဲ့အရွယ်ရောက်တဲ့သမီးကိုခေါ်သွားတာ။နော်။ခေါ်သွားပြီးတော့အဲ့ဒီလူကလည်းနေလဲအကုန်စုံစမ်း စုံစမ်းပြီးတော့ဒီပြည်ရင်ဒီမှာဒေဝရာစီလို့ပြောလို့ဒီပြည်ရင်ကလူတွေကဒီမှာလူတွေများတယ်ဟိုမှာဂုံဘဂောတကအဲ့ဒီလူလင်ရဲ့နာမည်ကဂုံဘဂောတကသူကတူဦးတွေမှာသူတည်သွားပြီးတော့ဒေချံဆိုတော့သာမီနှယောက်အိမ်ရောက်လာဂုံဘဂောတကတနာကျင်လာတဲ့လူဆိုတော့ခိုင်တဲတာပေါ့လေဒါမှတည့်ရဖေရမယ်အဲ့ဒါနောက်တည့်ရရောက်တယ်သာမီနှယောက်ကမသွားဘူးအဲ့လိုနေနဲ့ဘာလို့လို့ဆိုတော့အဲ့ဒီလူကတယောက်ထဲနေရတာဆိုတော့ ဘယ်ကောင်းကောင်းမောင်မောင်ချက်ပြုတ်စားနိုင်မလဲအဲ့ဒါတက္ကမကြီးကအလေကြီးဆိုတော့ဟုတ်လားအကုန်လုံးချက်ပြုတ်ပြီးတော့ကျွေးတာဗျာအဲ့ဒီတော့သူကလည်းပဲအတုံနဲ့တန်ရုံးစင်နေနေဖြစ်နှစ်ရက်သုံးရက်တော့ခင်ဗျားတို့မသွားသေးဘူးလားအဲ့လိုနဲ့နောက်တော့ဦးကျင်းတို့စာရဲပါတဲ့အတိုင်းအတိကျတယ်မပြောတော့ပါဘူးဗျာဟုတ်လားဒီသမီးနဲ့ရသွားရောဆိုပါစို့ဟုတ်လားအေးအဲ့လိုသမီးနဲ့ရသွားပြီဆိုတော့မှမောင်မကြီးက ။ဘာလို့လဲဆိုတော့ဘယင်မင်းတရားကြီးကိုလှမ်းပြီးတော့အကြောင်းကြားတယ်။ခုဒီလိုနဲ့သူတို့နဲ့တပေါင်းတစည်းတည်းဖြစ်သွားပါပြီ။အဲ့ဒီတော့သူ့မှာရှိတဲ့လျှို့ဝှက်ထားတဲ့ပစ္စည်းတွေထွက်လာအောင်လုပ်ဖို့ပဲကြံတော့တယ်။ဒီလိုကဘာမှမသိဘူး။ဟုတ်လား။အဲ့ဒါနဲ့ဘာလို့လဲဆိုတော့ငါဘာလို့ရမလို့ပေါ့။အဲ့တော့ဒီမိန်းကလေးကဘာပြောလဲဆိုတော့ဒီလမ်းမှာနေတဲ့လူတွေအလုံးစုပြီးတော့ပွဲတည်ခံရတယ်။ဒါဘင်းရဲ့အမိတ် ဒီနေ့ပွဲစဉ်မှာခံရဆိုရင်တအိမ်ဘလောက်ကောက်မှာဗောဗျာဟုတ်လားအေးအဲ့လိုကောက်ပြီဆိုတော့အာတုပ္ပစံမရှိဘူးမင်းမိတ်ဆိုတာမင်းပ္ပစံမရှိဘူးလို့ပြောလို့မရဘူးမင်းတစုံတယောက်ဒီကတော့ချီးပြီးတော့ပဲဖြစ်ဖြစ်ငှားပြီးတော့ဖြစ်ဖြစ်မင်းရအောင်ရှာခဲ့အာခက်တာပဲဗျာခင်ဗျားတို့ရောက်လာမှရှုပ်ရှုပ်တယ်ဟုတ်လားအဲ့လိုနဲ့မလုပ်တော့ဆိုတော့ညကြီးတည်းမြုပ်ထားတဲ့ဂရေလေးစီတွေကဒဲတပြားနှစ်တပြားတော့သူထုတ်ပြီးတော့ယူလာလေယူလာပြီးတော့ခက်ခဲရော့ဒါနဲ့ဖြည့်ရှင်းလိုက် ေဟောဗီယေရှုတော့အဲ့ဒီပက်ဆံကိုယူအဲ့ဒီပက်ဆံကိုမင်းကြီးတွေပို့ပြီးတော့သူ့အိတ်ထဲကပက်ဆံနဲ့စိုက်ပြီးတော့ပွဲစဉ်တွေလုပ်လိုက်တယ်။သက်တေကံပစ္စည်းကလည်းရောက်သွားပြီးတော့နန်းတော်ရောက်သွားပြီဟုတ်လားနန်းတော်ရောက်သွားပြီအဲ့ဒါလို့ ਨੇ သက်တေကံပစ္စည်းလေးရပြီလေဆိုတော့မှမင်းချင်းတွေရောက်လာတယ်။မင်းပစ္စည်းတွေအများကြီးရှိတယ်လို့ပြောတယ်။ဒါကြောင့်ဘင်းမင်းတွေကမင်းကိုလိုက်ခဲ့ရတယ်။အာဂျန်ကြီးစီရဗျာကျွန်တော်မှမရှိပါဘူး။အဲ့ဒီမှာအတင်းအကျပ်ခေါ်တဲ့အခါကျတော့ဟေးမင်းတို့ငါ့တမက်ကိုမလုပ်ကြတာလား လာတယ်နော်အဲ့ဒီကြတော့မှသူတို့ကရှိကနေဂျိုးပြီးတော့သွားနေတယ်တာမီးလျောက်ကမင်းကြီးတွေကဒီညင်းဆန်နေတဲ့လူကိုတခါတည်းတုံ့နှောင်ပြီးတော့ခေါ်လာအဲ့ဒါနဲ့ဘီမင်းရတဲ့ရောက်တော့မင်းမှာပစ္စည်းတွေအများကြီးရှိပါလို့ပြင်တယ်ဘာကြောင့်မဲတို့ဖွက်ပြီးတော့နေရတယ်မရှိပါဘူးမင်းရသူလိန်လုံးမယ်ဟုတ်လားဘယင်မင်းရကိုလည်းသူမယုံနိုင်ဘူးအဲ့ဒီတော့မှဘီရင်ကြီးကသူထုတ်ထားတဲ့တက်တေကံပစ္စည်းအတပြား ထုတ်ပြဒါကြည့်အော်အော်လေဟာဘာပစံနေဘလို့ဒီရောက်နေတုန်းပေါ့အဲ့ဒါနဲ့သူရှောက်ပြီးတော့ကြည့်တော့ကိုသားမင်းရောက်ကနန်းတွင်းသူအဝတ်စားတွေနဲ့တောက်တောက်ပြောင်ပြောင်သူ့ကိုပြုံးပြီးတော့ကြည့်နေတာအဲ့ဒီကြတော့မှသူအသေးပဲပေါ့ဟုတ်လားအဲ့ဒါနဲ့ဘင်းမင်းနေရာရှီကြောင်းမှာဒီလောက်ရှိတာကိုမင်းမဘူးလို့မပြောလို့ယုံကြည်ရမယ်လို့မရှိတော့ပါငါမင်းနေရာဟာယုံကြည်စရာမဟုတ်ဘူးလားမှန်မှန်ယုံကြည်တရားဆိုလို့ရှိရင်ပြောပါမယ်ဖျားရှုပြီးတော့ အဲ့ဒီတော့မှနေရာဒေသကိုပြောလှဲရပါလေနဲ့သွားတိုက်အဲ့ဒီမှာဘီရင်ကြီးကသူ့သမီးနဲ့ဒီအမျိုးကောင်းသားကိုပေးစားနော်အဲ့ဒီမှာဘီရင်ကဗိမိတ္တနာဘီရင်ကအင်မတန်တော်တဲ့လူပဲဂရီ၄၀သောပစ္စည်းတွေကိုပိုင်းဆိုင်မှာလျှက်ခင်နဲ့ကိုကိုကိုထိန်းနိုင်တဲ့သိမ့်နိုင်တယ်နော်ကိုကိုကိုထိန်းနိုင်သိမ့်နိုင်တယ်ဆိုတဲ့အရည်သွေးဟာလွယ်ဘူးဗျာမြင်းတကယ်ဒီမိုက်များအေးဒါကိုသဘောကျပြီးတော့သူ့ကို မြတ်စွာဘုရားကြီးကိုခေါ်သွားဘင်းကြီးကဘင်းကြီးကသောတာပန်အရိယာသူတော်ကောင်းကြီးလေတတ္တမေကိုဘုရားကြီးခေါ်သွားလာခေါ်သွားပြီးတော့မြတ်စွာဘုရားကြီးဒီလောက်တည်ကြည်တဲ့လူစောင့်သိနိုင်တဲ့လူဘုရားကျွန်တော်မျိုးကြီးမတွေ့ဘူးပါဘူးအဲ့ဒီမှာအကြောင်းစုံမြတ်စွာဘုရားကိုရှောက်ရှောက်တော့မှမြတ်စွာဘုရားကတခါကြီးဒီသူတော်ကောင်းဟာကိုယ့်ကိုယ်ကိုစောင့်သိနိုင်တယ်မှန်တယ်တဲ့လောကမှာ မတရားမှုတွေနဲ့အသက်မွေးဝမ်းကြောင်းမှုပြုတယ်။ဒါဟာတကယ်ချမ်းသာစေ ချမ်းသာမှာကိုမရနိုင်ဘူး။ကိုယ့်ကိုယ်ကိုထိန်ထိန်သိမ့်သိမ့်ကောင်းကောင်းမွန်မွန်နဲ့အရင်အသေးရှိရှိကြိုးစားမှသာတကယ်ချမ်းသာတဲ့ချမ်းသာမှာရနိုင်မယ်ဆိုပြီးတော့ကြီးပွားချမ်းသာ ရောင်တရား9ပါးကိုအဲ့ဒီမှာဟောတာ။